မှာတော့ကျွန်တော်တို့စားဖြစ်ဖြစ်ချင်းကျွန်တော်ကယ်ဆယ်ရေးပိုင်းကတော့ကျွန်တော်တို့ဒီတိုက်ခဲတိုက်ပြိုတဲ့ခဲကနေပြီးတော့ကျွန်တော်တို့လူဆွဲထုတ်တာတွေအဲမီးလောင်တဲ့နေရာမှာတွေကျွန်တော်တို့ဒီစပရိုင်းပေးတာတွေနဲ့လိုအပ်တာတွေအတော့ကူတော့လိုအပ်တဲ့ဘက်ကနေပြီးတော့အကုန်လုံးကူညီဆိုင်ဆောင်ခဲ့တော့ဟောကယ်ဆယ်ရေးပိုင်းကတော့ကျွန်တော်တို့တက်မှာတော့ဟိုလိုအပ်ချက်တွေကတော့အများကြီးပဲပေါ့နော်ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်ကရှာဝေကယ်ဆယ်ရေးပိုင်းနေသွားနေရဆိုတော့ကျွန်တော်73စီပဲပေါ့နော်ကားအတွက်က73စီပဲအဲ့ဒါအဓိကပဲရှာဝေကယ်ဆယ်ရေးအတွက်ဟိုလံမီယာကြီးတွေမှာတော့ ဒီသုံးဆောင်ပစ္စည်းတွေကတော့အုတ်ထုပ်တို့ဟမ်မတ်တို့ကျွန်တော်လက်အိတ်တို့အဲများစွာတော့လိုအပ်တာလေးတွေရှိပါတယ်အာစာဖြစ်တဲ့28ရက်နေ့ကစပြီးတော့ကျွန်တော်ငလင်းနဲ့အတူမီလောင် ဒါတွေပါမီးလောင်တဲ့ကစ်တွေပါရောတစ်ခါလေးဖြစ်တာဆိုတော့မလင်မာတော့ကျွန်တော်တို့စားဖြစ်ဖြစ်ချင်းကျွန်တော်ကယ်ဆယ်ရေးပိုင်းကတော့ကျွန်တော်ဒီတိုက်ခဲတိုက်ပြိုတဲ့ခဲကနေပြီးတော့ကျွန်တော်လူဆွဲထုတ်တာတွေအဲမီးလောင်တဲ့နေရာမှာကြီးကျွန်တော်တို့ဒီစပရိုင်းပေးတာတွေလိုအပ်တာတွေ အတော့ကတော့လိုအပ်တဲ့ဘက်ကနေပြီးတော့အကုန်လုံးကိုယ်ဆိုင်ဆောင်ခဲ့တယ်ဟုတ်ဟောကေဇေးရေးပိုင်းကတော့ကျွန်တော်တို့ထက်မှတော့ဟိုလိုအပ်ချက်တွေကတော့အများကြီးပဲပေါ့နော်ဒါပေမဲ့လောလောဆယ်တော့ကျွန်တော်ကရှာဝေကေဇေးရေးပိုင်းနေသွားနေရဆိုတော့ကျွန်တော်73စီပဲနော်ကားအတွက်က73စီပဲအဲ့ဒါအဓိကပဲလိုအပ်တာပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီရှာဝေကေဇေးရေးအတွက်ဟော်လန်ဘီယာကြီးထဲမှာဒီ၃ဆောင်ပစ္စည်းတွေကတော့အုတ်ထုတ်တို့ဟမ်မတ်တို့ကျွန်တော်လက်အိတ်တို့ အများစွာတော့လိုအပ်တာလေးတော့ရှိပါတယ်ဒါပေမဲ့လည်းရှိရပစ္စည်းလေးတွေရှာဖွေတက်ဆိုင်ရပြုလုပ်နေတာပေါ့ကဲကော အော်မနေ့ကတော့ညနေခင်းပိုင်းလေးနဲ့မိုးနဲ့ကြားတဲ့အချိန်မှာတော့ကျွန်တော်တို့အော်ဒီကျွန်တော်တို့အပြင်မှာတဲထိုးဟာ လင်းဟာနေနေတဲ့သူတွေအတွက်ကတော့ကျွန်တော်တို့ဝိုင်းဝန်းဟိုနေတဲ့ရွှေပြည်ရာတွေနဲ့နောက်ကြတော့ဒီရွှေပြည်တဲ့တွင်တာစင်တာတွေမှာကျွန်တော်ပြန်ဆောက်ပြန်တီဟိုပါပြန်နေရာထချတာပြီးတော့ကျွန်တော်လုပ်ပေးပေးခဲ့တယ်အဲလိုအပ်လာတော့ကျွန်တော်အခုအဲစဖြစ်တဲ့28ရက်ကထွက်တဲ့ double body မျိုးနဲ့2ရက်3ရက်28 29 30အဲ့ရက်တွင်နေရာတော့ကျွန်တော်လက်အိတ်တွေပါရတော့ပြည့်ပြည့်စုံစုံမဝစ်ဒါ mask တောင်မှတစ်ထပ်ပေါ့နော်လက်အိတ်တစ်ထပ်နဲ့လောင်းနေတယ် ကျွန်တော်တို့ဒီ dev body တွေကျွန်တော်တို့ meeting ချိုးပေးရပါတယ်ဆိုရင်တော့ learning တကူတော့ဖြစ်တယ်ပေါ့ဒီနောက်ပိုင်းကြာသွားရဆိုတော့ဒီအနှံ့သက်တွေပါညာထွက်တယ်ဆိုတော့ကျွန်တော်တို့မှာဒီနောက်ပိုင်းဆိုရင်ကျွန်တော် PPE တွေဝတ်ပြီးတော့ဟိုဒီ body တွေထုတ်ရတာလည်းအနေထားလေးဖြစ်လာပြီဆိုတော့အာဒီတော့ကတော့ကျွန်တော် mask တို့ဘာလို့ကတော့အဓိကလိုအပ်တာပေါ့နော် N95 တို့ကျွန်တော် gas mask တို့အဲဒါလေးအဓိကလိုအပ်တာပြောဘာဖြစ်လို့ဆိုတော့အဲ့ဒါလေးဝတ်ဆင်ပါပဲကျွန်တော်ဒီအနှံ့သက်ပါညာခံနိုင်ရရှိမှာပေါ့အဲ့ဒါလေးတကူပါ